ားလုံးပဲမင်္ဂလာပါ weekend sport ကကျွန်တော်တနင်္ဂနွေညအတွက်အကောင်းဆုံး၄ခွက်ကိုရွေးချယ်ပေးသွားပါမယ်အကောင်းဆုံး၄ခွက်ဆိုတာလည်းကျွန်တော်လက်တစ်ခုချင်းစီပါပဲပထမဦးဆုံးအနေနဲ့ဆရာကျွန်တော် Premier League က Crystal Palace ဖြစ်တယ်ဒါ special follow ကြားထဲမှာလည်းကျွန်တော်ရေးပြီးသားပွဲဖြစ်တယ်ပြီးတော့ကျွန်တော်အရင်အာဒီတာဖြစ်နေတဲ့ပွဲစဉ်မျိုးပေါ့နော်ဒါကျွန်တော်တို့အာဒီတာကျွန်တော်တို့အာဒီတာဖြစ်တဲ့ပွဲမျိုးထဲမှာဆိုရင်ဒါဒီလိုပွဲမျိုးကြီးကျွန်တော်အရင်ကြိုက်တယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီနေ့တင်ထိုက်တဲ့ရိုးဆိုမှု2018ကပြီး2025ဒီမှာပြန်ကြည့်မယ်ဆိုရင် Crystal Palace က9ပွဲနိုင်နဲ့9ပွဲသေး လေးဘွယ်ဖိုက်တယ်ဟုတ်တယ်နိုင်ခဲ့တယ်ဆိုတော့အစင်နာမှာတိတ်ပြီးတော့ကွာဟာတာမရှိတော့ဆရာနော်ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဘိုင်ဒန်အနေနဲ့ပေါ့နော်ခွစ်စတယ်ပဲတိတ်အိမ်ဝင်းမှာဒါကစားခဲ့2019က2025မှာတစ်ချိန်စီနိုင်ထားတယ်သူတို့နှစ်ပင်ကဟုတ်ကဲ့ကျန်တဲ့၅ချိန်နောက်ကတေးတေးလေးဟုတ်ထူးဆန်းတာတစ်ခုကခွစ်စတယ်ပဲတိတ်အိမ်ဝင်းရောက်တိုင်းအပြန်အလှန်ဂိုးသွင်းထားတဲ့ပုံစံမျိုးမှာရှိတယ်ပြီးတော့အပေါ်ဈေးတန်းကလည်းဒီခွစ်စတယ်ပဲတိတ်အိမ်ဝင်းရောက်တိုင်းမှာနှစ်ပွဲပဲအောင်ထားတယ်ဟုတ်ကဲ့ဟိုကျွန်တော်ဝင်ယူရဆိုဂျော်ဒုံဘွယ်ဖြစ်တဲ့အောက်ကျေးဒုံဘွယ်စားရတယ်ပေါ့နော်လက်ရှိခွစ်စတယ်ပဲတိတ်ကပြန်ကြည့်မယ်ဆိုရင်တော့နောက်ဒီကွန်ဖရင့်လေးမှာ ဲ့ခါမှတော့နိုင်သွားတယ်နောက်ဆုံးသုံးဘွတ်ဆက်ပြန်ပွဲတော့နိုင်ခဲ့ပြီးတော့ဟိုရက်လက်ကောင်းဖန်တီးထားတယ်ပေါ့နော်လက်ရှိပရီးမီးယားလိဂ်မှာပြန်ကြည့်မယ်ဆိုရင်တော့ပရီးမီးယားလိဂ်အိတ်ဝင်းနောက်ဆုံးပွဲစဉ်မှာ Brian Ford ကိုကျွန်တော်တို့ကိုမပေးရပဲနိုင်တာလေ Crystal Palace အိတ်ဝင်းမှာပြန်ကြည့်မယ်ဆိုရင် Crystal Palace ကအဲ့လိုမျိုးနောက်ဆုံးဒီ2025မှာကစားခဲ့တဲ့အိတ်ဝင်းပွဲတွေမှာနှစ်ပွဲဆက်ကလင်းရှိမရခဲ့တဲ့ဆရာကြီးတွေတော့တွေ့ရတယ်ဆရာဟုတ်ကျောင်းအစ်စုကိုဂိုးမပေးရပါမယ်။နောက်ပွဲတည်းမှာ Brighton ကိုဂိုးပြန်ပေးခဲ့ရတယ်။ဘုံမောက်ဂိုးမပေးရအောင်။ Nottingham ကိုဂိုးပြန်ပေးခဲ့ရတယ်။ကျောင်း Sunderland ကိုဂိုးမပေးခဲ့ရအောင်။နောက်ပွဲတည်းမှာ Liverpool ကိုဂိုးပြန်ပေးခဲ့ရတယ်ဆိုတော့ ဟိုလက်ရှိ brand four ကိုမပေးခဲ့ရတဲ့သူ့ရဲ့ခံစိတ်က तू ကဟိုနှစ်ပွဲဆက်ထိကလင်းရှိမြရတာရဲ့ပုံစံမျိုးမှာရှိတယ် Crystal Palace ကခံစိတ်ကောင်းပါရဲ့ဆိုပေမဲ့အိတ်ကွင်းရောက်ရင်အဲ့လိုမျိုးလွဲလွဲချော်ချော်လေးရောဖြစ်ထားတယ်ဒီရသည်အိတ်ကွင်း၅ပွဲတော့မှပြန်ကြည့်မယ်ဆိုရင် Nottingham ကျွန်တော် Liverpool ဘုံပေါ့ဟိုတိုက်စစ်ကောင်းတဲ့အသင်းမျိုးတွေကိုဂိုးပေးဂိုးပြန်ပေးနေရတဲ့အနေအထားမျိုးမှာတော့ကျွန်တော် Crystal Palace ဂိုးပေးရအောင်မယ်လို့ထင်နေဆရာဟုတ်ကဲ့ Brighton ကလည်းလက်ရှိဒီကျွန်တော် Premier League မှာပြန်ကြည့်မယ်ဆိုရင်ဟို ပေးမြလိုက်မှာဆိုရင်ဘိုင်ဒန်ကအဝေးခွင့်တစ်ပွဲတည်းကြေကြထားတယ်။သူ2025မှာကစားခဲ့တဲ့အဝေးခွင့်ပွဲတွေမှာသူကအဝေးခွင့်3ပွဲဆက်ကြေမကြထားဘူးဗျ။ကျွန်တော်ဝူဗာဒန်နဲ့လည်းကြေကြတယ်၊မန်ယူနဲ့လည်းကြေကြထားရဲ့ဘိုင်ဒန်အနေနဲ့သူ့ပုံစံရဆိုရင်ဒီပွဲတွေကကြေပြန့်အောင်မယ့်ဆရာမျိုးရှိရဲ့ဗျ။ကျွန်တော်နင်းနင်းဆက်ဆက်ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ရာသီမှာ Crystal Palace ကို2-1နဲ့ရှုံးတယ်၊ Brentford 4-2နဲ့ရှုံးပြီးတော့နှစ်ပွဲဆက်ကြေကြတယ်။နောက်ဆုံးဝူဗာဒန်နဲ့0-2နဲ့ပြီးခဲ့တဲ့ရာသီမှာပြန်အောင်တယ်။ဒီရာသီမှာလည်း ACI တွေပြန်လာထားတယ်ဆရာ။ ကျွန်တော် Everton ဘုံမောက်နဲ့ပွဲစဉ်မှာနှစ်ပွဲသက်ကြေးကြပြီးတော့နောက်ပွဲစဉ်မှာ Chelsea တို့အသင်းမျိုးနဲ့ထိုက်တဲ့တွေ့ဆုံတွေမှာခြေရောဘောပြန်နိုင်ခဲ့ရဲဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာ Brighton ရက်လက်ကောင်းတယ်တော့ဟုတ်တယ် Crystal Palace ကပြောရရင်တော့ဗျ Crystal Palace ရတဲ့ဒါကစားဖို့မားတဲ့အသင်းနဲ့ short တွက်လို့မရတဲ့အသင်းမျိုးအနေထားမှာပါတယ်ပေါ့နော်ခန်းစစ်ကလည်းဒါနှစ်ပွဲသက်ပြေးဖို့မရှိဘဲနဲ့ဖြတ်တန်းထားတဲ့အသင်းပေါ့တစ်ချက်လေးပဲ Palace မှာပြောစရာရှိတာကတော့ဒါဟို1980နောက်ပိုင်းမှာ Palace က Brighton ကို သုံးချိန်ဆက်မနိုင်ဘူး။ဟုတ်ကဲ့။ဒါကြောင့်လည်းမနစ်ကလည်းနှစ်ကြော်စလုံးတော့ Brighton ကိုနိုင်ထားတယ်ဆိုတော့ဒီအနှစ်ကအဲ့လို1980ရဲ့နောက်ပိုင်းမှာတော့သုံးချိန်ဆက်မနိုင်ဘူးဆိုတော့အဲ့ဒီမနိုင်ဘူးတဲ့စံချိန်ကိုပဲဆက်ပြီးတော့ပဲပဲလေးစားထိန်းသွားနိုင်မယ်လို့ထင်တယ်။ဒါကြောင့်တစ်ဖက်က Brighton လိုအားနှုန်းကလည်း short တက်လို့မရတဲ့အနေအထား။အစင်လာမှာတော့ဒါဟိုပေဒစ်ကတာတော်ညားလဲပေါ့နော်လက်ရှိအနေအထားအရဆိုရင်တော့ဒါခုနကျွန်တော်ပြောတဲ့အချက်လက်နဲ့တောင်းသုံးပွဲဆက်မနိုင်ခဲ့ဘူးတဲ့အနေအထားမျိုးနဲ့ကျွန်တော်တို့ကဒီပွဲစဉ်ကဟို Brighton ဘက်ကိုအားတာနေတာတော်တော်သိတာနေပါတယ်နော်အဲ့တော့ကျွန်တော် Brighton ကို ဟိုစနေညတင်းလူညအတွက်ကျွန်တော်တို့ပထမဆုံးပြတ်မှတ်အနေနဲ့ Brighton ကိုပြီးတာကောင်းပါတယ်နော်ဟုတ်ကဲ့နောက်တစ်ပွဲအနေနဲ့စီးရီတဲကဆရာဟုတ်ကဲ့ဘိုလောနာနဲ့နောက်နောက်နာပိုလီပေါ့နာပိုလီကောင်းနေတဲ့မျိုးတွေမှာပါပေမဲ့နှစ်သင်းစလုံးကပြင်းပြင်းချောက်ကစားတတ်တဲ့ပုံစံမျိုးတွေမှာရှိတယ်ဟုတ်ဟိုခန်းစပိုင်းကိုလေးပေးတယ်ဘိုးလည်းတိတ်ပြီးတော့ဟိုတကူလောက်ရရင် အဓိကပိတ်လိုက်ပြီဆိုတော့ခန်းစပယ်ရဲ့အခုတော့ဒီရအဲ့လိုကြီးဖြစ်နေတာနော်တလုံးအောင်ရပြီဆိုတော့ဆက်အောင်မသွင်းနိုင်ဘူးကွန်ဒီလက်ထက်လည်းမကွန်ဒီလက်ထက်မှာအဓိကဖြစ်လာတယ်ဘယ်လိုဖြစ်လာလဲဘောတလုံးအောင်ရပြီဆိုတော့ကျေနဲ့နေပြီသုံးမှန်ဆိုရပြီဆိုတော့အထာမျိုးနဲ့လုပ်အဓိကမရှုံးရုံပုံမျိုးဦးစားပေးနေပုံစံမျိုးလက်ရှိကျွန်တော်ဒီဘူလော့နာနဲ့နာပိုလီပွဲတင်မှာလည်းပြန်ကြည့်မယ်ဆိုရင်အာဘိုလိုနာနောက်ဆုံးရှုံးခဲ့တာ2019ကဒီ3-2ဆိုတဲ့ရလဒ်မျိုး2020နောက်ပိုင်းဒီဘိုလိုနာအိတ်ကွင်းမှာလာကစားခဲ့တဲ့ဒီ6ကြိမ်စလောက်ကိုနာပိုလီကရှုံးခဲ့တော့မရှိခဲ့ဘူးဒီညမှာ2ပွဲနိုင်တယ်4ပွဲတည်လက်ရှိမှာတော့နာပိုလီက level 20ပေးထားတယ် ဘူလိုနာကလည်းတော်တော်လေးကောင်းလာရဲ့လို့ပြောလို့ရတယ်နောက်ဆုံး Aston Villa ကိုအိမ်ကွင်းမှာအော်အဝေးကွင်းမှာဝမ်းသီးနဲ့ရှုံးမိကြတဲ့ကနောက်ပိုင်းပွဲတွေမှာတည်နေအနိုင်ကစားလာခဲ့တာတော်တော်လေးကောင်းနေပြီတော့နောက်ဆုံးကိုပတ်သက်မှာရှုံးတော့ဒါပေမဲ့ကျွန်တော်ဘူလိုနာကိုတစ်ခါတစ်ချက်မှကြိုက်တာပေါ့နော်သူအိမ်ကွင်းပွဲတွေမှာ तू ကအဲ့လိုမျိုးခုနကျွန်တော်ပြောသလိုပဲမရှုံးရင်ဦးစားပေးကစားရတယ်ခန်းစစ်ပိုင်းကတော့နောက်ဆုံးအိမ်ကွင်းနှစ်ပွဲစား ဟိုဂိုးမပေးတော့ဂိုးမပေးတော့ဆိုတော့ဒီရသည့်အိမ်ဝင်းပွဲတွေရောတော်တော်လေးကောင်းနေဗျဟိုဂျင်းဟိုကျွန်တော်ကိုမို1ဈေးနဲ့နိုင်နေဂျီနိုအောက်2ဈေးနဲ့နိုင်နေပီဇာကို4ဈေးနဲ့နိုင်နေတွေ့နိုဈေးဈေးကစားတယ်99ထိုက်တဲ့ပွဲတွေမျိုးမှာတော့နိုင်နေဒါပေမဲ့ဟို ိတ်ဝင်းမှာပေါ့နော်ကျွန်တော်အိတ်ဝင်း၃ခွက်သလောက်ကြီးကလင်းရှိရတဲ့အသင်းမျိုးတွေမှာတော့ဘိုလောနာကိုကျွန်တော်မထည့်သေးခြင်းလက်ရှိနာပိုလီကလည်းကျွန်တော်ဟိုဒီဘိုင်းတို့လောက်ပဲမပါတာကလွဲရင်နာပိုလီရဲ့လုံနိုင်စွမ်းအောက်ကျွန်တော်ဒီပွဲတွေမှာမျှော်လင့်ခြင်းနဲ့ပြီးတော့အဝေးဝင်းပွဲတွေမှာတော့နာပိုလီကရုန်းကန်နေရတဲ့အနေအထားမျိုးတွေရှိတယ်အစ်စီမီနာတိုရီနိုဒီယာတီမှာရှုံးထားတယ်ဆရာဖရွန်တီနာနဲ့ကျွန်တော်တို့ဒီဆက်ဆူအိုလိုကို02 13နိုင်လာတယ်ပြီးတော့လက်ချီနဲ့ပွဲတွေမှာ01နဲ့ပြန်နိုင်လာတယ်ကျွန်တော်ဒီပွဲတွေဒီစီးရီမပေးကိုကာကွယ်ဖို့အတွက် နာပိုလီလိုအနေနဲ့ပေါ့နော်အမားခံမယ်လို့မထင်ဘူးကြာကျွန်တော်ထင်တာအဲ့ကွန်တီကလည်းလက်ပွဲတင်ကိုပို့ပြီးတော့ဦးစားပေးနေပုံအဲဆိုလက်တော်မှလည်းနာပိုလီကလည်းဒါအမှတ်ပေးစရာကို22မှတ်နဲ့ဒါဦးဆောင်တာဘိုလိုနာနဲ့ကဒါ3မှတ်လောက်4မှတ်လောက်กว่าလည်းအနေထားဖြစ်နေတယ်နော်ဘိုလိုနာ18မှတ်နဲ့ဆိုတော့ဆိုတော့အခုဒီပွဲစဉ်ကတကယ်တမ်းပြောရင်တော့ ဟိုကျွန်တော်တို့ဘွန်ဒက်လီကာမှာလည်းရှိပါလေအသင်းကောင်းတွေအချင်းချင်းတွေ့တဲ့ပွဲစဉ်တွေရှိတယ်။မဟော်ဖန်ဟိုင်းလို့လိုက်ပစ်တို့အသင်းကောင်းတွေပြဒီနှစ်သင်းဘိုလောနာနဲ့နာပူရတကယ်ပြောရင်ခြေစုံပုံစံအင်ဖောင်းဖြစ်နေတဲ့နှစ်သင်းတွေ့ကြတဲ့ပွဲစဉ်တပွဲလို့ဆိုလို့ရပါတယ်။နော်အစင်လာမှာတော့ဒါဘိုလောနာကွင်းနောက်ဆုံးကစားခဲ့တဲ့၃ချိန်စလုံးနာပူရီကမရှုံးခဲ့ဘူးတရေရလက်တွေပဲယူထားတာတော့ရှိတယ်လက်တော့မှအာရှဈေးကွက်ကလည်းဒါ level 20နာပူလီဘက်ကနေမှ level 20ပြန်ပြီးဖွင့်ထားတာရှိတယ်နော်နာပူလီရဲ့ခြေရောက်နိုင်ခြင်းကလည်း53.3ရာခိုင်နှုန်းရှိတယ်လက်တော့ခြေစုံပုံစံအရပြောတဲ့အခါနှစ်သင်းလုံးကဒါကောင်းမွန်တဲ့အနေထားဘူလောနာလည်းဒါလိနောက်ဆုံး8ပွဲ ီနောက်ဆုံးခုနှစ်ပွဲဆက်ကိုရှုံးဝဲမရှိဘူးအိမ်ဝင်းဆိုရင်လည်းဒီပွဲဆက်ကရှုံးဝဲမရှိဘူးတစ်ဖက်ကနာပိုလီကိုကြည့်ပြန်တော့လီ၃ပွဲဆက်ကိုရှုံးဝဲမရှိပြန်ဘူးပြောရင်တော့ကြားနာမဟုတ်တဲ့နှစ်သိန်းတွေ့ကြပြီးတော့ရှုံးဝဲမရှိတဲ့နှစ်သိန်းတွေတွေ့ကြတယ်ပွဲလေအဲ့တော့တခုတော့ရှိတာပေါ့နာပိုလီကတော့ဒါလီအဝေးဝင်း၃ပွဲဆက်တိုက်တော့ဒါကြေးကျထားတာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာတော့နာပိုလီပြိတ္တတွေတော့ပျော်ရွှင်သင့်ပြီလို့တော့ကျွန်တော်ပြန်ယူဆလို့ရတယ်ပေါ့နော်ဒါဒီဒီချိန်ပြန်အောင်နိုင်မလားပေါ့၃ပွဲဆက် ဒီတော့မစားဝေးကွင်းကိုကြီးကြတာတော့ပြန်အောင်နိုင်မလားပြီးတော့တစ်ဖက်ကနာပိုလီရဲ့အားသာချက်လေးတွေကဒီလောင်းရှော့တွေပေါ့နော်ဝေးကွင်းကံချက်တွေကောင်းတယ်မထင်မှန်းမထင်ချင်ဆိုပြီးတော့ individual scale လေးတွေတကူးချင်းအရေးချင်းနေအရေးသွင်းမြင့်တဲ့ကစားသမားတွေကိုနာပိုလီကပိုပိုင်ဆိုင်တာလားရှိတဲ့အတွက်ကြောင့်ဒီအချက်က ဒီပွဲအတွက်အဓိကအဖြေဖြစ်လာနိုင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကျွန်တော်အမြင်အဲ့တော့နာပိုလီကိုယက်တီတင်ပါတယ်နော်ဒုတိယပြည်မှာယက်တီတင်ပါတယ်ဟုတ်ကျွန်တော်တတိယပြည်မှာနေနေကျွန်တော်တို့နဲ့တိတ်မစိမ့်လာတဲ့ဟာကျွန်တော်ဒီပါကိုလိုက်တာကြအောင်ဒီပါကိုလိုက်လိုက်ကြအောင်လိုက်ရကြမှာပဲဟုတ်လို့တော့ကျွန်တော်ဒီပါကိုနဲ့ VR OV တို့ VR OV တို့ကတော့ကျွန်တော်ဟိုပြောမယ်ဆိုရင်များဒီရာဒီလာလီကာမှာတန်းစင်ရမယ်အဲ့လိုလည်းဟုတ်သူကတန်းမစင်ရရင်အတိအကျကစားထားရမယ်အသိမ်းပဲ OV တို့ကတော့ဒါပဲဆရာမြင်လေးအရင်ပြောပေးပါဦးဆရာကျွန်တော်ခုနပြောဆိုပဲ OV တို့ကတော့ဒါတန်းမစင်ရရင်ဒီရာဒီမှာအတိအကျတာကစားရမယ် ပွဲစဉ်ပေါ့နော်ပွဲစဉ်ဖြစ်တဲ့အတွက်ပွဲစဉ်ဖြစ်နေတယ်အဲ့တော့ OV2 နဲ့ပေါ့နော်တမ်းစင်ရရဲ့အဓိကဒါကစားနဲ့အသင်းနဲ့အိမ်ကွင်းပွဲစဉ်မှာဘီဘာဟိုအနိုင်ပြန်ယူရဖို့ကတော့ဗျာအခွင့်အရေးကောင်းတဲ့ရပဲကျွန်တော်တို့ဟိုရှေ့တပတ်တွေမှာလည်းကျွန်တော်တို့ဘီဘာဟိုကျွန်တော်တို့ပေးခဲ့ကြတယ်ဘီဘာဟိုရဲ့ကျွန်တော်ခုနကပြောလို့ချန်ပီယံလိမှာလည်းဟိုရင်ဟိုကပွဲစဉ်ဟိုကတော့မှကွာလာဘက်နဲ့ကန်ခဲ့တဲ့ခြေစုံအပေါ်ကိုမူတည်ပြီးတော့ကျွန်တော်ဘီဘာဟိုနောက်ကိုလိုက်ပေးခဲ့တာအဲ့တော့အဲ့ဒါလည်းဘီဘာဟိုကြားတယ်ဆိုတော့အခုတော့ဒီ OV2 လိုတမ်းစင်ရရဲ့အဓိကကစားမဲ့အသင်းရဲ့အိမ်ကွင်းအသင်းကိုအိမ်ကွင်းမှာတော့ ဘီဘောင်နိုင်ပွဲရှာဖို့တော့အခွင့်အရေးကောင်းတရက်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲပြီးရင်ဒါလာဒီကာဒီပွဲပြီးကျွန်တော်တို့နိုင်ငံတကာပွဲတွေဝင်မယ်။ပြီးရင်လာဒီကာပြန်ကစားမယ့်အချိန်တွေမှာအိမ်ကွင်းမှာအဝေးကွင်းမှာဘာစီလိုနာကိုဘာစီလိုနာကစားဘာစီလိုနာနဲ့သွားကစားမယ့်အနေအထားဆိုတော့ဒီပွဲကဘီဘောင်ဘယ်နှဘူးပြတ်မလဲကျွန်တော်စောင့်ကြည့်တင်တယ်ပွဲလို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့ကြေးရတယ်ဘီဘောင်ကဒါ1.20အိမ်ကွင်းမှာပေါက်နေတယ်53.300ခန်းတော့ဘီဘောင်ကိုကြေးအောင်နိုင်ခြင်းရှိတယ်။အဲ့တော့ အစင်လာမှာလည်းနောက်ဆုံးသုံးညဇက်တိုက်မှာ OV လိုနှစ်ပွဲနိုင်ပြီးတပွဲတူကြာထားတဲ့ဘီဘာကိုဒါမဖြစ်မနေဘူးအနိုင်ယူရမယ့်အနေထားလို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်ကျွန်တော်တော့ဘီဘာကိုယုံကြည်တယ်ဆရာရဲ့ဟိုဆရာပြောသွားတယ်ပဲเนาะဘီဘာကဒီဘွဲပြည့်ဘာစီလိုနဲ့ဝေးခွင့်ကစားမယ်အဲ့ဒါပြီးရင်ကျွန်တော်လိပ်ဘွဲတင်နေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့သူကနောက်လာမယ်လိပ်လေးဘွဲအဝေးခွင့်နှစ်ဘွဲဆက်နှစ်ဘွဲဆက်လီဗန်နေနဲ့ပြီးရင်ကျွန်တော်ဘာစီပြီးသွားလို့ရှိရင်အဲ့ဒီမှာပွင့်ချက်အတွက်အတလီကိုဆိုတော့ ပွဲကောင်းနေပြီပဲသူဆင်နွှဲဖို့ရှိတယ်ဒီလိုအနေထားမျိုးမှာ VOV တို့လိုတန်းတဲ့အသင်းမျိုးအနိုင်မြူနိုင်ဒါသူမားဝါရီတို့ကကျွန်တော်ဟိုဆုံးဖြတ်ရမှာပဲဟုတ်ကဲ့ဟိုလက်ရှိဘီဘောရဲ့အနေထားပြန်ကြည့်မယ်ဆိုရင်တော့2000ဒီကျွန်တော်တို့ဘီဘောရဲ့နောက်ဆုံးလာလီကအိတ်ဝင်းပွဲတင်နေမှာအိတ်ဝင်းနောက်ဆုံး14ပွဲကိုပြန်ကြည့်မယ်ဆိုရင်နှစ်ပွဲသက်တီတိုက်စစ်ကဂိုးပေါက်ပြောက်ခဲ့တာမရှိအိုဆာဆူနာကိုဂိုးပေါက်ပြောက်ပြီးတော့ဖလက်ကာနိုကိုဂိုးပြန်ရခဲ့တယ်ဘာစီလိုနာကိုဂိုးပေါက်ပြောက်ခဲ့ပြီးတော့စီဗီလာကိုဂိုးပြန်ရခဲ့တယ်ဒီယာဒီမှာဆိုတော့ကျွန်တော်အလာဘတ်ကိုဂိုးရဂိုးပေါက်ပြောက်ခဲ့ပြီးတော့ကျွန်တော်ဂီယိုနာကိုဂိုးပြန်ရခဲ့တယ်နောက်ဆုံးပွဲတင်မှာ ကျွန်တော် guitar feel 01နဲ့ရှုံးထားတဲ့နေတာဆိုတော့သူကိုပေါက်ပြောက်ထားတယ်သူ့ရဲ့ပုံစံသူ့ရဲ့ flow ရဆိုရင်တော့ဒီဘွဲတင်ကိုရဖို့ရာခိုင်နှုန်းတော်တော်များတယ်ဒီနေ့တင်းရ2020ရာဒီခြေစမ်းပွဲအနေနဲ့ထိတ်တိတ်တွေးဆခဲ့တာရောရှိတယ်အဲ့ဘွဲတင်မှာတူတူကြထားတယ်ဟိုဒီဟိုကိုပါလေးမှာတွေးခဲ့တယ်2017နောက်ပိုင်းမှာ2017ဝင်းကြီးမှာပြန်ကြည့်မယ်ဆိုတော့ဘီဘာဘူပဲနှစ်ကြော်စလုံးနိုင်တာလက်ရှိပေးထားတဲ့190ရာတော့နိုင်တင်းနိုင်ထိုက်တဲ့ဘွဲတင်မျိုးတွေမှာထည့်သွင်းထားတဲ့လို့ပဲကျွန်တော်ထင်နေကြဟုတ်ကဲ့ဆိုတော့ကျွန်တော်တတိယပြည့်မှတ်အနေနဲ့ဘီဘာဘူပဲ ရွေးချယ်ရွေးချယ်တာကျွန်တော်စတုဒ္ဓပြမတ်အနေနဲ့ဘွန်နယ်လီကာလေးက5ဘောက်လောက်တပွဲလောက်သွားကြအောင်အကောင်းတယ်ဆရာတော့ကျွန်တော်5ဘက်နဲ့စိတ်ပေါ်လေးစိတ်ပေါ်လေးနဲ့နှစ်နှုတ်80တဲ့5ဘောက်ဆရာမြင်လေးကျွန်တော်5ဘောက်လေးကကြိုက်နေတာဒါပြောရရင်တော့5ဘောက်စိတ်ပေါ်လေးကတော့ဒါခြေစုံကအခုနောက်မှတော်တော်ညံ့နေတာပေါ့နော်ခံစစ်ကောတိုက်စစ်ကောကစားအားတော်တော်လေးကျသွားတယ်လီရဲ့နောက်အဲ့လိုကြီးဖြစ်သွားတာနော်လီနောက်အရင်ကသူစက်စာပိုင်းလေးဒီမှာကောင်းနေတာဘယ်လိုဖြစ်လဲမသိဘူးဟိုမထိန်နိုင်တာလားမသိကိုယ့်ရဲ့ခြေစုံပုံစံကိုလေအဲ့တော့နောက်ပိုင်းကြာသွားတယ်လိနောက်ဆုံး6ဘွဲသက်တိုက်ဒါရှုံးဘွဲတွေ့တာပြီးတော့ခန်းစစ်က14ဂိုးဒီအဲ့6ဘွဲမှာ ပေးထားတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ဗောတစ်ဖက်က5 back ကိုကြည့်တော့ဒါအင်ကွင်းကစားအားမာတယ်အဲ့ဒီအချက်ကပဲဒီပွဲစဉ်မှာဟို5 back အနေနဲ့အားတာနေတဲ့အချက်ဒါဘော်ဒီကန်နာကိုကျွန်တော်ထည့်ပြောတဲ့သဘောလေးပါနော်ဒါတကြီးကထားကစားဖို့များတယ်လိ9ပွဲဇက်လုံးတော့တေးလိ9ပွဲနောက်ဆုံးကစားလာတေး၄ပွဲကြာလာတယ်တပွဲပဲရှုံးထားတယ်ဒါအခုပွဲအတွက်တော့ဒါ5 back ကလည်းအနိုင်အတွက်ကိုဒါဖွင့်ကစားလာမယ့်အနေအထားမျိုးလို့ကျွန်တော်မြင်တယ်ဗောနော်5 back အင်ကွင်းနောက်ဆုံး9ချိန်မှာစိတ်ပေါ်လီနဲ့တွေ့တော့နှစ်ဖက်အပြန်အလှန်သွင်းကိုးတွေပဲကျွန်တော်တို့မြင်ရတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီ ငါးပွဲစလုံးမှာလေးပွဲလောက်ကဂိုးအပေါ်အောင်မြင်ခဲ့တာကိုတွေ့ရတယ်။အဲ့တော့ဒီပွဲစဉ်မှာလည်းဟိုစိတ်ပေါ်ကြီးရခံစည်ညံ့မှုနဲ့ဒီဟိုတောင်မန်တွေကထိုးထိုးထိုးဒရက်ဆက်ပေါ် aggressive အဲ့လိုပုံစံနဲ့တစ်ဖက်ကပြိုင်ပိုင်စိတ်ပေါ်ကြီးခံစည်တာပြူပြူဝါတာကိုတွေ့ရတယ်။အဲ့လာလေးနဲ့ဂိုးပေးရတာဒီခုနပြောဆို14ဂိုးအနောက်ဆုံး6ပွဲဟိုဆက်ကိုရှုံးပြီး14ဂိုးလောက်ထိပေးထားတဲ့ခံစည်ကအဲ့ဒီအမားယူနေမှာအဲ့ဒီအားနေချက်ကလည်းအဓိကအချက်အနေနဲ့ပါနေတဲ့အနေထားဆိုတော့ဒါ Frank ကလည်းအနိုင်ပြန်ရှာဖို့လူနေတဲ့အနေထားမှာဒီပွဲစဉ်ကဟို ဘလို့ပဲဖြစ်နေဖြစ်နေဂိုးပေါင်း2နှုတ်80ကြေးမှာတော့ကျွန်တော်တို့ဂိုးအပေါ်ကရက်တကူရက်တီတင်းနေပေါ့အနည်းဆုံး2131လောက်တော့ဟို body အနေနဲ့ပြောရင်တော့ flyback နိုင်သွားနိုင်တဲ့အနေအထားတော့ရှိတယ် ဟိုအဲ့တော့မရွေးချယ်ပဲနဲ့ဂိုးအပေါ်အပြန်လန်သွင်းဂိုးကိုပဲကျွန်တော်ရွေးချယ်ပြီးတော့ဂိုးအပေါ်ကိုပဲရက်တည်တင်တယ်လို့ထင်ဟုတ်ဟုတ်ဒီပွဲလေးမှာပထမဆုံးအနေနဲ့ဘွန်နဲ့ကဘွန်နဲ့လီကာလိုပွဲစဉ်မျိုးမှာဒူးနှုံ80ပွဲတွေကဂိုးပေါ်ပမလားဆိုတာအဓိကဖွင့်ထားတဲ့အကြောင်းအရာကစိတ်ဘော်လီကိုမူတည်ပြီးတော့ဖွင့်ထားတယ်လို့ပြောမယ်။ဘာလို့လဲဆိုစိတ်ဘော်လီကဒီနောက်ဆုံး6ပွဲ6 6ပွဲဆက်ရှုံးလာတယ်။အဲ့ဒီ6ပွဲမှာသူရခဲ့တဲ့ဂိုးကတကိုးပဲရှိတယ်။ဟုတ်ပဲရှိတယ်။ဆိုတော့အဲ့မှာမှာကျွန်တော်ပြန်ချိန်မယ်ဆိုရင်ဒီအသင်းကဂိုးရဖို့နည်းနည်းလေးရုန်းကန်နေရတဲ့ဆိုတဲ့ပုံမှာမူတည်ရဲ့နောက်ဆုံး4ပွဲဆက်လောက်တွေကိုတိုက်သက်ကဂိုးမသွင်းထားနိုင်ဘူး။ဒီနေသားမျိုးမှာဒီဈေးတန်းမထွက်လို့ကျွန်တော်တို့က ီးတော့ပုံပြီးလဲဖွင့်ပေးလို့မရတဲ့ပုံစံမျိုးရှိရပေါ့နော်လက်ရှိအနေထားရပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီစိတ်ပေါ်လီရဲ့အဲ့ရှုံးခဲ့တဲ့6ပွဲနောက်ဆုံး6ပွဲတည်းကကြေရောပေါ်ရောရှုံးတာလေအဲ့ဒီ6ပွဲမှာမှာ तू တဘောအနေဆုံး2ခုပေးခဲ့ရတဲ့ပွဲတင်က5 5ပွဲလေးရှိတာအဲ့ဘက်က5ပွဲကိုပြန်ကြည့်ပြန်တော့လဲ5ဘက်ကအဲ့လိုမျိုးနောက်ဆုံး5ပွဲဆက်လောက်တိကလည်း तू ကကြေရောပေါ်ရောနိုင်ပွဲပြောင်းနေတယ်ဒီနေ့မှာတပွဲပဲရှုံးခဲ့ရဆိုရင်၄ပွဲလောက်တိတေကြတယ်အဲ့ဒီမှာမှာ3ပွဲလောက်တိတိုက်ဖစ်ကဂိုးမရခဲ့ဘူးဆိုတော့ဒီလက်ရှိဖွင့်ထားတဲ့အခြေအနေရဆိုရင်တော့ဟို ဒါဖြစ်တဲ့နေ့ဈေးပေါ့နော်လက်ရှိအိတ်ဝင်းပိုင်းနေမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီ five back ရဲ့ DRD အိတ်ဝင်းပွဲတင်နေမှာဆိုရင်ဟိုအပြန်သွင်းဖို့လေးနော် Osprey 1 3 Stuka 2 1 Hoffenheim 1 1နဲ့ဒီ five back ဟို front back ကိုကျွန်တော်တူတူကစားထားတယ်ဆိုတော့ဟိုအပြန်လန်သွင်းကိုနေပြီးပဲဖြောပြေးထားတယ်ကျွန်တော်ဒီ five back အိတ်ဝင်းမှာစိမ့်ပေါ်လီကိုလက်ခံကစားခဲ့တဲ့နောက်ဆုံး200ရာသီရှိခဲ့တယ်အဲ့ဒီ200ရာသီစလုံးကတော့ five back မနိုင်ခဲ့ဘူး1 3 0 3 five back အိတ်ဝင်းရောစိမ့်ပေါ်လီကိုပေါက်ပြန်တွေ့တယ် လက်ရှိဒီဘောဆက်ကိုပေါက်ပြောက်မှုလားလေဒီဘွဲတွေမှာကိုပေါက်ပြန်တွေ့မယ်လို့ထင်နေဆရာဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကဒီဘွဲတွေမှာ5ပတ်ပဲနိုင်နိုင်စိတ်ပေါ်လီပဲနိုင်နိုင်အပြန်လည်းတွေးဖို့လည်းကိုလည်းမြင်ရမယ်ကိုပေါက်ကို use ချက်နော်အဲ့တော့ကျွန်တော်တို့တင်းငွေတွေကပြစ်မှတ်က၄ခုထွက်ပါတယ်၄ခုထွက်ပါတယ်ကျွန်တော်ပရီးမီးယားလိဂ်တွေကကျွန်တော် Brighton Body ကို use ခဲ့တယ်ဟုတ်ကဲ့ Serie A တွေကဆိုကျွန်တော် Napoli ကို use ခဲ့တယ် La Liga တွေကကျွန်တော် Bilbao ကို use ချက်ခဲ့ပြီးတော့ကျွန်တော်နောက်ဆုံးပြစ်မှတ်အနေနဲ့ Bundesliga တွေက5ပတ်5ပေါက်ကို use ချက်ပေးလိုက်ပါတယ်အားလုံးပဲအကျိုးမြတ်ရပါတယ်ဗျာ